ဆွမ်စီမန်ချက်စတာစီးတီးဥပဟန်နန်ချက်စီစုံတွဲနေကြတဲ့ကာရာဘောကပ် round 4ဘောဖတ်များအားလုံးမင်္ဂလာပါကိုကွန်နာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဂျာရိုက်ထဲမှာတော့ကျွန်တော်တို့ကာရာဘောကပ်တွေပြန်လဲရှင်ပြိုင်တော့မှဖြစ်တဲ့အတွက်ကြောင့်အဲဒီနေ့မှာတော့ကျွန်တော်တို့ပွဲကျူ30ချက်လေးကိုလုပ်ပေးတော့မှဖြစ်ပါတယ်အဲဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ကတည်းက like and subscribe လုပ်ပြီးဒီကိုရင်းနဲ့ကူညီပေးသွားလို့ရပါတယ် အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Swansea နဲ့ Manchester City တို့ရဲ့ထိတဲ့တွေ့ဆုံအနေနဲ့ကျွန်တော်တို့ပွဲကြောင်းလေးကိုကျွန်တော်တို့အရင်ဆုံးပြောကြအောင်အရင်ဆုံးအနေနဲ့ဒီနေ့သင်ရထိတဲ့တွေ့ဆုံမှုဒီနေ့သင်ရထိတဲ့တွေ့ဆုံမှုမှာတော့ကျွန်တော်တို့အဲ Manchester City ရပဲအမြဲတမ်းလို့လို့အသာစီးရထားတာကျွန်တော်တွေ့ရပဲအဲဒီနေ့သင်ရတော့ထိတဲ့တွေ့ဆုံမှု Manchester City ကတော့14ချိန်ထိကိုနိုင်ပြီးတော့နှစ်ချိန်တည်ကြပြီးတော့ Swansea ကတော့တစ်ချိန်မဲနိုင်ထားတာတွေ့ရတဲ့အတွက်ကြောင့် Swansea အနေနဲ့ Manchester City ကို ဘလို့မှရှင်ပြိုင်နိုင်မယ်လို့တော့ကျွန်တော်တော့မထင်ဘာဖြစ်လို့ဆိုရင်မန်ချက်စတီးကလည်းကျွန်တော်အရှိပွဲပြပြန်လေးပွဲစဉ်ကိုမှတော့ရှုံးနေထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာသူတို့အနေနဲ့ပြန်လဲနိုင်ဖို့လိုအပ်တယ်လို့တော့အမြင်နဲ့ဒီအတွက်ကြောင့်လည်းနောက်တစ်ဆင့်ကိုတက်ဖို့ဆိုရင်ဆွမ်စီရဲ့အိမ်ဝင်ဖြစ်တဲ့တိုင်အောင်မန်ချက်စတီးတို့အဲဘလို့နိုင်ယူသွားမလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ် ဘက်ကကျွန်တော်ဆွန်စီဆွန်စီကလည်းကျွန်တော်တို့အဲသူရဲ့အိမ်ငွင်းမှာတော့သူတို့ရဲ့အဒန်အိုင်နာတို့ဥဆောင်ပြီးတော့မန်ချက်စတာစီးတီးကိုသူတို့အနေနဲ့အနိုင်ယူဖို့စ조사လာမှာဖြစ်ပြီးတော့မန်ချက်စတာစီးတီးကလည်းဒီအခွင့်အရေးကိုအဲလက်လုတ်ခံမှာတော့အဲအဆုံးရောက်ခံမှာတော့မဟုတ်ဘူးဗျာဖြစ်လို့ဆိုရင်နောက်ဆုံးကိုတွက်ဖို့ဆိုလို့ဆိုရင်သူတို့အနေနဲ့ဒီအုပ်စုဒီအုပ်စုမှာတော့တော်တော်လေးဥမာခြောက်နေလို့ပြောလို့ရတယ်မန်ချက်စတာစီးတီးအနေနဲ့ဒီတွက်ကြောင့်လည်းသူတို့အနေနဲ့နောက်တစ်ဆင့်ကိုတက်ဖို့ဆိုလို့ဆိုရင်အဲဒီဘက်မှာအနိုင်ယူဖို့လိုအပ်တယ် အထူးသဖြင့်ဒီနေ့ပွဲမှာတော့မန်ချက်တာစီးတီးအနေနဲ့ကျွန်တော်လူစင်းအပြောင်းလဲတွေများလောက်လာဖို့ရှိမလောက်တယ်လို့တော့ထင်တယ်။ဘာအတွက်ကြောင့်လို့ဆိုရင် အလန်ဟာလန်နေနဲ့လည်းကျွန်တော်တို့အပွဲဆက်တွေတော်တော်များနေပြီးတော့အပွဲပတ်မှုဒဏ်လေးတွေကိုကြုံတွေ့နေရတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ကျွန်တော်တို့တို့ရဲ့အဓိကကစားသမားဖြစ်တဲ့မာမွတ်တို့ဘာလို့နဲ့ပဲပွဲထွက်လာမယ်လို့တော့မြင်တယ်။ပြီးရင်တော့ကျွန်တော်တို့အဲ ကွင်းလဲကွင်းလဲမှာတော့ကျွန်တော်တို့အဲသူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ရူဒီယာလဲနားနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေ့ပွဲမှာတော့ရူဒီတို့ပါတို့အဲမပါနိုင်မဲနဲ့ကျွန်တော်တို့လူငယ်အများပြားနဲ့ပဲကျွန်တော်တို့ပွဲထက်လာမယ်လို့တော့မြင်နေအဲလူငယ်တွေကိုဒီနေ့ပွဲမှာနေရာပေးဖို့အကောင်းဆုံးချိန်လို့တော့မြင်နေဒါမှလည်းကျွန်တော်တို့အဲလူငယ်တွေကြီးပဲမဟုတ်ပဲနဲ့လူငယ်နဲ့လူသူတို့ရဲ့အဓိကကစားသမားတွေနဲ့တဝက်တဝက်စီလောက်ပွဲထွက်ပြီးတော့ဒီနေ့ပွဲမှာအနိုင်ယူသွားနိုင်မယ်လို့တော့မြင်နေအဲဒီကကျွန်တော်တို့အဲတိုက်စစ်နေရာမှာတော့ကျွန်တော်တို့မမွန်ရိုးလောက်ပဲ ပွဲထက်လာပဲပြီးရင်တော့သူတို့အဓိကကွင်းလင်ကစားသမားတွေဖြစ်တဲ့ဆေးဘာတို့ပြီးလို့စင်ဖိုရန်တို့ဒီစုဖွဲ့တွေတော့ပြန်လည်ပေါင်းဝင်လာမယ်လို့တော့မြင်တယ်ပြီးရင်တော့လူငယ်ကစားသမားတွေနဲ့ပဲပွဲတက်မယ်ဆာဗင်ဟိုတို့ဘာတို့နဲ့တွဲလိုက်ရင်တော့တော်တော်လေးဥမာအကောင်းမွန်တဲ့ပုံစံတို့မြင်တယ်ဟိုနေ့ကကျွန်တော်တို့ဂျာရက်ထဲမှာရှင်းမယ်နဲ့ပွဲမှာတော့လည်းဆာဗင်ဟိုတို့ဘာတို့နဲ့ဆိုရင်လည်းတော်တော်လေးဥမာအကောင်းမွန်တဲ့ခြေစွန်းတွေကိုတက်တာထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာဆွန်စီရဲ့အိမ်ဝင်ဖြစ်တဲ့တိုင်အောင်သူတို့အနေနဲ့တွားရောက် အနိုင်ယူနိုင်မယ်လို့တော့မြင်တယ်ပြီးရင်တစ်ဖက်ကကျွန်တော်တို့ regional တို့ဘာတို့ပြီးရင်လည်းနောက်တန်းမှာ Robin Deere တို့ပြီးလို့ဆိုရင် John Stone တို့ဘာတို့ ਨੇ ဒီစုဖွဲ့တွေ ਨੇ ကျွန်တော်တို့အဲတွားရောက်ရှင်ပြန်မယ်လို့တော့မြင်တယ်ဒါမှလည်းအဓိကကစားသမားတွေကိုသူတို့အနေနဲ့အဲပက်ကွာရီယိုအားအနေနဲ့ထပ်ပြီးတော့အနားပေးသွားမလားဆိုတာတော့စောင့်ကြည့်ရမယ်ဘာလို့ Premier League ပွဲစဉ်တစ်ဆယ်ရာလဲကျွန်တော်တို့စနေနေ့ညပိုင်းမှာကျွန်တော်ရှင်ပြန်မယ်ဖြစ်တဲ့အတွက်ကြောင့်နောက်ကြပွဲတွေဖြစ်တဲ့အတွက်ကြောင့်အဲဒီကြားရဲ့ထမကစားသမားတွေအနေနဲ့ ပွက်ပွက်မှုဒဏ်တွေကိုကြုံတွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်အာနီးပြအနေနဲ့ဒီနေ့ပွဲမှာတော့သူတို့လူငယ်ကစားသမားတွေကိုပွဲထုတ်လာပြီးတော့ကျွန်တော်တို့တိုက်စစ်မှာတော့အဓိကကစားသမားတွေကိုပွဲထွက်လာမယ်လို့တော့မြင်တယ်အဓိကအဖြစ်ကျွန်တော်တို့ပွဲတွေပြန်လဲလိုအပ်လာနေတဲ့မမတို့ဘာတို့ကိုတုံးပြူပြီးတော့ဒီနေ့ပွဲမှာအနိုင်သွားမလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့် ီနေ့ပွဲလေးမှာတော့ကျွန်တော်အနေနဲ့တော့ Manchester City အနေနဲ့အဲနောက်တစ်ဆင့်ကိုတက်ဖို့အဲလုံလောက်တဲ့လူစင်းလည်းရှိပြီးတော့ကျွန်တော်နောက်တစ်ဆင့်ကိုတက်မယ်လို့တော့သိကြတယ်ဘာတွေ့ကြအောင်လဲဆိုရင်တော့တစ်ဖက်ကတွေးမဲ့အသင်းကလည်းအသင်းငယ်လေးဖြစ်တဲ့အတွက်ကြောင့် Manchester City လို့အနေနဲ့အနိုင်သွားပြီးတော့နောက်တစ်ဆင့်ကိုအဲဆက်လက်တက်လှမ်းလာမယ်လို့တော့ကျွန်တော်မြင်တယ်โอเคအဲဆိုလို့ရင်ကျွန်တော်နောက်တစ်ပွဲအကြောင်းပြောလိုက်နောက်တစ်ပွဲကတော့ကျွန်တော်တို့ Uber Hunter နဲ့ကျွန်တော်တို့ Chelsea ဒီနေ့တင်းရထိုက်တဲ့တူဆိုမှာတော့တော်တော်လေးကောင်းမယ်ဘာတွေ့ကြအောင်လဲဆိုရင်ကျွန်တော် မန်ချက်တာစီးတီးကလည်းကျွန်တော်ပွဲပရီးမီယာလိပွဲစဉ်ကိုမှရှုံးနေထားတယ်ဗျာတစ်ခါကချက်စီးကလည်းကျွန်တော်တို့ပရီးမီယာလိပွဲစဉ်ကိုမှရှုံးနေထားတယ်ဒါမဲ့ဒီနှစ်သင်းရဲ့အဲ့ရတယ်အခုရှင်ပြိုင်မဲ့ကျွန်တော်ကာလမောကပ်4မှာလည်းကျွန်တော်အဝေးခွင့်နေမှာတော့ရှင်ပြိုင်မဲ့ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့်တော်တော်လေးဟိုမှကြီးရေးဖို့ရခုံစိတ်လှုပ်ရှားမဲ့ပွဲတစ်ပွဲဖြစ်တယ်ဘာတော့ကြောင့်ဆိုရင်ဗျာအဲတင်းလုံးကလည်းရှုံးထားတယ်လို့နှစ်တင်းလုံးကလည်းအဝေးခွင့်မှာတော့ရင်ဆိုင်မဲ့ပွဲတွေဖြစ်တဲ့အတွက်ကြောင့်ဒါမဲ့တွတ်ဆုံမဲ့အသင်းတွေကတော့အဲ့လောက်ထိပုံစံကောင်းနေပြသမထားနိုင်တဲ့အတွက်ကြောင့်တော့ ဒီနေ့တင်းလုံးအနိုင်သွားနိုင်မယ်လို့တော့မြင်တယ်ကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တို့ချက်စီချက်စီရတော့ကျွန်တော်တို့ဘူဝဟန်တန်ရဲ့အိမ်ဝင်းမှာတွားရောက်ရင်ဆိုင်မယ်ပွဲပေါ့အဲဒီနေ့တင်းရဲ့ကျွန်တော်တို့အဲပုံစံကတော့တော်တော်လေးမှအဆင့်ရတော့တော်တော်လေးမှကွာနေတယ်လို့ပြောလို့ရအထူးသဖြင့်ဘူဝဟန်တန်လည်းကျွန်တော်တို့အဆင့်20မှာကျက်တည်နေပြီးတော့တို့အနေနဲ့ရှုံးမွဲတွေကိုတော်တော်လေးမှရင်ဆိုင်ပြီးတော့တို့အနေနဲ့အဲနောက်နေ့ရာသီအတွက်ကိုတန်ဆင်းဖို့တို့အနေနဲ့အဆင့်တစ်ကနေရောပြေးနေတယ်လို့ပြောလို့ရတယ်ဘူဝဟန်တန်တဲ့တစ်ခါချက်စီချက်စီရတော့ကျွန်တော်တို့ ဂျာနရီရဲ့ထိုင်မှာရှင်ပြန်လေချန်ပီယံလိပွဲမှာတော့တို့နေနဲ့ဂိုးပြက်တွေပါနိုင်ပြီးတော့ကျွန်တော်တို့အဲပြည်မလီပွဲတင်ကိုမှာတော့မထင်မှထားပဲနဲ့တို့အဲရှုံးနေမှုကြုံတွဲထွားရှုံးရှုံးနေမှုကြုံတွဲထားတယ်ဗျာဒီတက်ကြောင့်လေဒီနေ့ရှင်ပြန်မဲ့ကျွန်တော်တို့ကာရောင်ကပ် round 4မှာတော့ချက်စီးအနေနဲ့ကျွန်တော်တို့နောက်တစ်ဆင့်ကိုတက်ဖို့အနေနဲ့အဲအနိုင်ရလက်လိုအပ်တယ်လို့တော့မြင်တယ်။နိုင်ရလက်ကိုပုံဖော်ဖို့အတွက်လည်းသူတို့မှလုံလောက်တဲ့ကစားသမားတွေရှိနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာအနိုင် အနိုင်ရလက်ယူဆောင်ပြီးတော့နှောင်းစင်ကိုအဲတလှမ်းဖို့လိုအပ်တယ်သူရဲ့ဒင်းနေတဲ့ထိတ်တိုက်တွေ့ဆုံမှုဒင်းနေတဲ့ကျွန်တော်ထိတ်တိုက်တွေ့ဆုံမှုမှာတော့အဲမဲတန်းလို့လို့ကျွန်တော်ချက်စီးသိင်းရပဲအနိုင်ရရှိထားတာတွေ့ရမယ်ဗျာစကြင်အထိနိုင်ထားပြီးတော့ကျွန်တော်၄ကြိမ်တည်းချပြီးတော့တစ်ဖက်ကဝါဟန်ဒန်အနေနဲ့တော့၆ကြိမ်အထိကိုနိုင်ထားတာတွေ့ရတယ် ဒီနေ့တင်ကျွန်တော်ထိတ်တဲ့ဒိဆုံမှုကတော့အမဲလို့လို့ကျွန်တော်တို့ကိုပြတ်ထားတာတွေးရတယ်ဗျာသူတွေချက်စီးရဲ့အိမ်ငွေးမှဖြစ်ဖြစ်အဝဘဟန်တန်ရဲ့အိမ်ငွေးမှဖြစ်ဖြစ်ချက်စီးတို့အနေနဲ့အမြဲတမ်းလို့လို့အတားကြီးရထားတာတွေးရတဲ့အတွက်ကြောင့်ဒီနေ့နေ့တင်ရဲ့ထိတ်တဲ့ဒိဆုံမှုကတော့ချက်စီးတို့အနေနဲ့အနိုင်ရလက်တွေကိုပုံဖော်ပြီးတော့နောက်တစ်ဆင့်ကိုပဲထပ်ပြီးတော့တက်သွားမယ်လို့တော့ကျွန်တော်ကမြင်တယ်ပြီးရင်လည်းကျွန်တော်ဒီနေ့တင်ရဲ့ကျွန်တော်တို့လူချင်းမှာတော့ချက်စီးရတော့သူတို့ရဲ့ အဲကစားသမားတွေတော်တော်များများဒီနေ့ပွဲမှာပွဲထွက်လာမယ်လို့အမြင်နေဗာဖြစ်လို့ဆိုရင်အဲလူငယ်ကစားသမားတွေကလည်းကျွန်တော်ပွဲတွေကစားဖို့လိုအပ်ချက်တွေရှိနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့အဲဒီကစားသမားတွေကိုကျွန်တော်ပွဲထွက်လာမယ်လို့တော့မြင်နေပြီးရင်လည်းကျွန်တော်နောက်တန်းမှာလည်းကျွန်တော် အဲခြေစည်းအသင်းနေနဲ့အပြောင်းလဲတွေလုံးကောင်းလုံးနိုင်တယ်ဗျတကယ်ကွင်းလေတို့ဘာလို့ဆိုတိုက်ဆက်ကတော့တို့ထားပါတော့တိုက်ဆက်ကတော့တို့ရဲ့အဓိကကစားသမားဖြစ်တဲ့ဂျာဟူပထိုလို့ရှိမယ်ပြီးလို့ဆိုရင်အဲဂျာဟူပထိုလို့အဲပြီးလို့ဆိုရင်နတိုတို့ပြီးရင်ကာနာချိုတို့အဲဒီစုဖွဲ့တွေကတော့မဖြစ်နေပါသိနေလို့တော့မြင်တယ်အဲဒီဒါကြောင့်မယ်လေတို့အနေနဲ့အဲနောက်တစ်ဆင့်တက်ဖို့ဆိုလို့ဆိုရင်ဒီလိုမျိုးအာဖုံးသွင်းတေချာတဲ့ပြီးရင်လေတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တဲ့အဲကစားသမားတွေနဲ့မှာ အဲတိုက်ဆက်ကလည်းပို့ပြီးတော့အလုပ်ဖြစ်မယ်လို့တော့မြင်တယ်ဒါပေမဲ့လည်းရှေ့ပွမ်းတိမ်မှာတော့အဒီတိုက်ဆက်ကတော်တော်လေးဥမှာကျွန်တော်တို့အဲဘယ်လိုပြောမလဲဆိုရင်ဆုံးရှုံးမှုတွေတော်တော်လေးဥမှာများတယ်ဗျာအထူးသဖြင့်ခန္ဓာချိုလို့ရဲ့အဲပုံပေးပုံမှုတွေမှားပုံနေကြောင်းသူတို့အနေနဲ့ရှုံးနေသွားတယ်ဗျဒီတွက်ကြောင်လဲကျွန်တော်တို့ဒီကြိုင်မှာရှင်ပြိုင်မဲ့ကာတွန်ကတ်နေပွဲမှာတော့ချက်စီနေနဲ့ပြန်လဲအနိုင်ဖို့လိုအပ်တယ်လို့တော့မြင်တယ်အဲတော့ကွင်းလဲမှာတော့သူတို့ကန်စီတို့ဘာလို့သူတို့အနားပိတ်တော့မလား ျွန်တော်တော့ထင်တယ်ဘာတွေ့ကြောင်လို့ဆိုရင်ကိုက်စီတိုးတို့အနေနဲ့လည်းကျွန်တော်တို့ချန်ပီယံလိဂ်ရောပရီးမီယာလိဂ်ရောကျွန်တော်တို့ကာရဘောကပ်ရောဆိုလို့ဆိုရင်ကစားသမားတွေအနေနဲ့လည်းပွဲပတ်မှုတောင်တော်တော်လေးမှခံပြီးတော့ကျွန်တော်တို့နှောင်လာမယ့်ပွဲတွေမှာလည်းကျွန်တော်တို့ပွဲသက်တွေကတဖြည်းဖြည်းနဲ့ကျွန်တော်တို့ပွဲရှိန်ကတက်လာလေပွဲသက်တွေကများလာလေဖြစ်တဲ့အတွက်ကြောင့်ဒီကစားသမားတွေကိုကျွန်တော်တို့ အပြောင်းလဲတွေလုပ်ပြီးတော့အနားပေးသွားဖို့လိုအပ်တယ်လို့မြင်တယ်ပြီးရင်ဖာနန်နက်တို့ပါတို့ဒီကစားသမားတွေကိုကျွန်တော်တို့အနားပေးပေးကောင်းပေးနိုင်တယ်ဗျာနားပေးဖို့လည်းလိုအပ်တယ်ဘာဖြစ်လို့လဲဆိုရင်ကစားသမားတွေကျွန်တော်တို့ပြင်းပြလေးပွဲစဉ်တက်ကနေပြီးတော့ပြင်းပြလေးပွဲစဉ်ကိုးထိဗျာပြီးရင်ကျွန်တော်ဂျိုင်းထမကန်တဲ့ချမ်ပီယံလေး၃ဝက်ရှိမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ကာတာဘွန်ကတ်တွေပါတွေရှိမယ်ရှိမယ်ဒီတော့ကြောင့်လည်းချက်စီးတင်နေတဲ့ကစားသမားတွေကိုကျွန်တော်တို့အနားပေးဖို့လိုအပ်တယ်လို့တော့မြင်တယ်တကယ်လို့ဒါကစားသမားတွေအနေနဲ့ဒဏ်ရာတစ်ခုရပြီးတော့ကာလာရှီ ကြာနာသွားမယ်ဆိုလို့ဆိုရင်တော့ဒါအသိဘက်ကတော်တော်လေးဥမာနင့်နဲ့သွားမယ်လို့တော့မြင်တယ်ဒီနေ့ပွဲမှာတော့ချက်စည်းသိနေတဲ့လူငယ်တွေကိုပဲထုတ်တုံလာပြီးတော့သူတို့အနေနဲ့အဲတဖက်ကကျွန်တော်တို့ Uber Handan ကိုဘလို့နိုင်ယူသွားမလဲဆိုတော့တစ်ချက်တော့စောင့်ကြည့်မယ်သူတို့ရဲ့အဲတက်စီမူဖြစ်တဲ့ဒီလစ်ကတော့အဲနည်းနည်းပြန်ရင်းတော့တက်တာနေတယ်လို့တော့ကျွန်တော် သတင်းကြတယ်ဒီညပွဲမှာတော့ပြန်လဲပေါင်ဝင်လာနိုင်မလားဒါမှမဟုတ်ပဲလူဈေးကနေပေါင်ဝင်လာပြီးတော့ဒုတိယပိုင်းမှာလူစားအပြောင်းလဲတွေလုပ်ပြီးတော့ အပောင်းဝင်လာမလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီနေ့တင်းရကျွန်တော်တို့ထိတဲ့တွေးဆမှုမှာတော့အဲတစ်ဖက်ကကျွန်တော်တို့အဝေးကမှလာရရှိမြန်မဲ့ချက်စီကတော့ကျွန်တော်တို့အများတန်းလို့တာသီးရဆတာတွေ့သလိုတစ်ဖက်ကဝါဟန်တန်လည်းသူ့မှာလည်းချုံမွေးတွေတော်တော်ဆက်နေတဲ့အတွက်ကြောင့်အဲသူတို့သူတို့တို့ကလည်းမျောလင့်နေကြတော့ကျွန်တော်တို့ဒီကာဗွန်ကတ်တွေပါနေရှိမြန်ဗျာဒီတော့ကြောင့်ဝါဟန်တန်တွေနဲ့ ချက်စည်းကိုပဲကျွန်တော်တို့သူ့ရဲ့အိမ်ဝင်လဲဖြစ်တဲ့အတွက်ကြောင့်သူတို့ဘာတွေဘလို့လုတ်ပြပြီးတော့အနိုင်တပါယူသွားနိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ပါမယ်။ဒါပေမဲ့လည်းချက်စည်းကိုအနိုင်ယူဖို့ဆိုတော့တော်တော်လေးကမဖြစ်နိုင်တဲ့အခြေအနေအတွက်ကြောင့်ကျွန်တော်တို့ဒီနေ့ပွဲမှာတော့ချက်စည်းတို့အနေနဲ့ပဲနောက်တစ်ဆင့်ကိုတလှမ်းသွားမယ်လို့တော့နေနေ။ Okay အဲဆိုရင်ဒီနှစ်သင်းရဲ့ကျွန်တော်တို့စုံတွေးမှုမှာတော့ကျွန်တော်တို့ချက်စည်းရတော့တည်ကြပါတယ်။နောက်တစ်ဆင့်ကိုတက်သွားမယ်။အဲဒီညရှင်းပြမယ်ပွဲတွေဒီမှာဗျာကျွန်တော်တို့ဆွန်စီနဲ့ကျွန်တော်မန်ချက်စတာစီးတီးရဲ့ ပြီးရင်ကျွန်တော်ချက်စီနဲ့ဥပဟန်နဲ့ဒီနေ့ရဲ့အဲကာဘွန်ကတ်ရောင်းဖို့မှာတော့မန်ချက်တာစီးတီးနဲ့အဝေးဘက်မှာတွားရောက်ရှင်ပြမယ်မန်ချက်တာစီးတီးနဲ့ချက်စီပဲနောက်တစ်ဆင့်ကိုတလန်းလွားနိုင်မယ်လို့တော့ကျွန်တော်တော့မြင်တယ်ဒီကိုဒီနေ့နဲ့ရောဒီညရှင်ပြရင်ရမယ်ကာဘွန်ကတ်ရောင်းဖို့မှာဘယ်အသင်းတွေကနောက်တစ်ဆင့်ကိုတက်သွားပြီးတော့ကျွန်တော်တို့မထင်မှတ်ထားတဲ့ရလဒ်တွေများအဲဆက်ပြီးတော့ဖြစ်သွားဦးမလားအထူးဖြစ်ကျွန်တော်မန်ချက်တာစီးတီးနဲ့အဲချက်စီနဲ့ကလည်းကျွန်တော်တို့ ချမင်းလေးချမင်းလေးတော်ဝင်ဖြစ်တယ် sorry ပြင်းပြလေးပွဲစဉ်ကိုမှရှုံးနေထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာပြန်လဲအနိုင်ယူဖို့လိုအပ်တယ်လို့တော့မြင်တယ်ညီကိုဒီနေနဲ့ရောဘယ်လိုမြင်ကြလဲဝင်းအောင်ဆွေးနွေးမှတ်ချက်ပေးသွားကြပါဦးလာရောက်ချစ်ချွေးတဲ့ညီကိုတယောက်ချင်းဒီတိုင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ဗျာ